ဒီလိုအကြောင်းအရာတွေကြောင့်ချက်သူတွေဖြစ်နေကြတဲ့ရုံဝတ္ထုလွင်မိုးနဲ့နေရှည်သေးအောင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာ Study Insider Page ကနေပြီးတော့ပြန်လည်လို့ជួសပါတယ်ရှင်ကလေးတယောက်ရပြီးတော့အိမ်အောင်ကွဲသွားတဲ့အခြေရင်ထီကိုအပြိုလေးတွေရှုံရလောက်အောင်လှနေသေးတဲ့ရုံဝတ္ထုလွင်မိုးကအခြေရင်မှာလဲစမ်းပွင့်တာမြန်မာတွေပထမအိမ်အောင်နဲ့ခွာရှင်းပြီးတာငါးလားတောင်မကြသေးပေမဲ့ရုံဝတ္ထုလွင်မိုးကချက်သူအစ်တတယောက်ပါရှိလို့နေပါတယ်ချစ်သူရှိနေကြောင်းကိုလည်း သူမကိုယ်တိုင်ထုတ်ပြောတာမျိုးတော့မဟုတ်ပါဘူး။နိုင်ငံသားကိုရောက်ရှိနေတဲ့ blogger တဦးကသူတို့နှစ်ယောက်ကိုဖော်ထုတ်လာခဲ့တာဖြစ်ပါတယ်။အဲဒီ blogger ကအပြင်ကိုသွားရင်းနဲ့နေရွှေသွေးအောင်ကိုအမှတ်တမဲ့တွေ့ရှိခဲ့ပါတယ်။နေရွှေသွေးအောင်ကရုပ်ရှင်မင်းသားမဟုတ်ပေမဲ့မြန်မာနိုင်ငံရဲ့တိတိကျကျချမ်းသာသူအမွေဆက်ခံသူဖြစ်တာမို့အသိရှိနေကြတာဖြစ်ပါတယ်။ဒါအပြင်သူ့ဘေးမှာရုံဝတီလွန်မိုးကိုလက်ချင်းချိန်နေထားတဲ့တွေ့လိုက်ရတာမို့ပို့ပြီးတော့အံအားသင့်လို့သွားတာဖြစ်ပါတယ်။ဒါအပြင်နှစ်ယောက်လုံးရဲ့ပုံစံက တာမန်ဆက်ဆံရေးမဟုတ်ပဲသမီးစားဆက်ဆံရေးပုံစံဖြစ်နေတာမို့ဆိုရှယ်မီဒီယာမှာရုံးဝတီလွင်မိုးနဲ့နေရွှေသွေးအောင်တို့နဲ့ရောက်ချစ်သူဖြစ်နေပြီလို့သတင်းဖြန့်လာခဲ့တာဖြစ်ပါတယ်ရုံးဝတီလွင်မိုးကလွန်ခဲ့တဲ့9လလောက်ကမှ ခင်မွန်ဖြစ်သူထပ်ဦးလိုက်တဲ့ကွာရှင်းပြည့်စဲထားတာဖြစ်ပါတယ်။ကွာရှင်းထားတာ၅လအကြာမှာပဲနေရွှေသွေးရောင်နဲ့တွဲနေတာမို့အရန်မြန်ဆန်နေတယ်ဆိုပြီးတော့ပြည်သက်တချို့ကကောက်ချက်ချနေကြတာဖြစ်ပါတယ်။နေရွှေသွေးရောင်ကမိမိုက်တဲ့ပုံစံအနေထားနဲ့အမျိုးသမီးတူကြီးချားမှာနာမည်ကြီးသူဖြစ်ပါတယ်။ဒါအပြင် နေရွှေသွေးအောင်ရဲ့နောက်ခံအင်အားတွေက အမျိုးသမီးတို့တိုင်းအားကျစရာကောင်းတဲ့အနေအထားနဲ့ရှိလို့နေရဖြစ်ပါတယ်။နေရွှေသွေးရောင်ကသူတွေတဲ့မိန်းကလေးတိုင်းကိုထင်ပေါ်ကျော်ကြားပြီးတော့ချုံမောတဲ့မိန်းကလေးကိုသာရွေးချယ်တာဖြစ်ပါတယ်။ဒါအပြင်အမှုပညာလောကထဲမှာမင်းသမီးတွေနဲ့မော်ဒယ်ရီကိုပြင်မှတ်ထားပြီးတော့ပို့တွဲပါတယ်။လက်ရှိမှာအောင်မြင်ကျော်ကြားနေတဲ့မင်းသမီးတွေထဲမှာဆိုရင်နေရွှေသွေးရောင်နဲ့အလုတ်ခင်းတဲ့သူတွေမရှိပါဘူး။ဝင်းမုံရွှေနဲ့လည်းနေရွှေသွေးရောင်နဲ့တွဲဘူးသလိုခင်ဝင်းဝါကလည်းမလုတ်ခင်းခဲ့ဘူးဆိုပြီးတော့တရင်နေထွက်နေကြတာဖြစ်ပါတယ်။ ရုံးဝတီလွင်မိုးဝါပါနေရွှေသူရောင်ရဲ့ရီးစားရီတဲမှာတယောက်ပါဝင်ဖြစ်သွားတဲ့အတွက်ပရိသတ်တချို့ကတော့နှမျောနေကြပါတယ်။ပရိသတ်တွေကရုံးဝတီလွင်မိုးကွာရှင်ပြည့်ရဲ့အချိန်မှလည်းအပြိုလေးတယောက်တို့သာလာပါနေစေဖြစ်တဲ့အတွက်ပရိသတ်တွေကဝိုင်းဝန်းပြီးတော့ချစ်ခင်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့ရီးစားများတဲ့နေရွှေသူရောင်လိုလူမျိုးတွေမှတွဲနေတဲ့အတွက်ပရိသတ်တွေကတော့ဟာသွားပြီဆိုပြီးတော့ဖြစ်နေကြပါတယ်။ ဒါပေမဲ့ရုံးဝတီလွင်မိုးနဲ့နေရွှေသူရောင်တို့ကနောက်ခံအင်အားထုံညီသူတွေဖြစ်ပါတယ်။ရုံးဝတီလွင်မိုးရဲ့ဖခင်လွင်မိုးကလည်းစီးပွားရေးလောကမှာချမ်းသာသူဖြစ်တယ်လို့နေရွှေသူရောင်တို့အတိုင်းဝိုင်းနဲ့နှိစက်သူဆိုလဲမှမားပါဘူး။ဒါကြောင့်မို့လဲသူတို့ရဲ့အတိုင်းဝိုင်းတွေကနှိစက်ကြတာဖြစ်ပါတယ်။အစကတည်းကရုံးဝတီလွင်မိုးကမြန်မာနိုင်ငံရဲ့တတိယချမ်းသာသူခရိုနီအတိုင်းဝိုင်းနဲ့သာဖူးစာပါလိမ့်မယ်လို့ယူဆထားကြတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ငယ်ရွယ်ချိန်မှာအချစ်ကိုဦးစားပေးပြီးတော့အင်အောင်ပြုတ်သွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့လက်ရှိမှာဆိုရင်တော့သူ့အနေထားနဲ့သူ့အတိုင်းဝိုင်းနဲ့တထက်သေးကြတဲ့ချစ်သူမျိုးကိုသာရွေးချယ်ဆုံးဖြတ်နိုင်သွားပါပြီ။လွင်မိုးကသမီးဖြစ်သူနှစ်ယောက်ရဲ့အချစ်ကိုဝင်ရောက်ဆွတ်ဖက်တာမျိုးမရှိဘဲအကုန်လုံးခွင့်လွှတ်ပေးသွားတာဖြစ်ပါတယ်။သမီးငယ်တယောက်ဆိုရင်လည်းနိုင်ငံသားမှာချစ်သူနဲ့အတူတူသွားလာပြီးတော့အတူတူနေထိုင်ခွင့်ပေးထားတာဖြစ်ပါတယ်။ နောက်ခံအင်အားအတိုင်းဝိုင်းစဉ်တူညီကြတာမို့ချစ်သူတွေဖြစ်နေတဲ့နေရွှေသွေးရောင်နဲ့ရုံးဝတီလွင်မိုးတို့နှစ်ယောက်ကိုပရိသတ်ကြီးရောသဘောတူလားဆိုတာကောမန့်လေးထဲမှာပြောပြပေးခဲ့ပါအောင်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းမြန်မာဆယ်လီ insider page ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်